အားလုံးပဲမင်္ဂလာပါ KK Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MND ကနေပြီးတော့ April လအတွက်ပေးတဲ့ပထမတစ်ကြိမ် point တွေကိုဘယ်လိုယူရမလဲဆိုတဲ့ဒီနေ့လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ point 3000ကို ယူဖို့အတွက်ဆိုလို့ရှိရင် HM2 package ကိုဝယ်ရမှာဖြစ်ပါတယ်ဝယ်ဖို့တော့ကိုဘိုင်းဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ ို့ရဲ့ဖွင့်ထားတဲ့ဖုန်းနံပါတ်ဒါမှမဟုတ်လို့ရှိရင်မိုက်ရေးပေးရနေပြီးတော့ဝယ်ဖို့အတွက်ကိုထပ်ပြီးတော့နောက်တစ်ဆင့်ဝယ်လိုက်ပါမယ်အခုကတော့ကို့ရဲ့အကောင့်ထဲကနေပြီးတော့ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ MyID အကောင့်ထဲကနေဝယ်လိုက်ပါမယ်ဖိုင်းဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဝယ်ပြီးသွားပါပြီဝယ်ပြီးသွားပြီဖြစ်ပါတယ် Asian 2 package ကိုဝယ်ပြီးသွားပါပြီ ပထမဆုံးအနေနဲ့ daily claim ကို daily ရတယ်ပေါ့နော် mind 50ကို claim လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ daily ရတဲ့ point ကိုပထမတစ်ချိန်ယူပြီးသွားပြီးဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ဒီမှာ point ကို နောက်ထပ်၄ခုယူရရှိပါတယ်ဒါကတော့ပထမဆုံးတစ်ခုကတော့အားလုံးသိတဲ့အတိုင်းပဲဖုန်းနံပါတ်နဲ့ချိန်ပြီးတော့ point နေယူတာပဲဖြစ်ပါတယ် နောက်ထပ်၃ခုကတော့ package တွေကိုဝယ်ပေးရမှာပဲဖြစ်ပါတယ် package တွေကို subscribe လုပ်ပေးရမှာပေါ့နော် subscribe လုပ်ပြီးတော့ point point နေရနေရစီရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဖုန်းနံပါတ်နဲ့ချိန်တဲ့ဟာကိုအရှိမပြောခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အာထပ်ပြီးတော့မပြောပြတော့ဘူးပေါ့နော်။ဘုပရမဆုံးတစ်ခုအနေနဲ့အစ်စ်ပြောင်းသွားတဲ့ point ယူတဲ့နီလလေးကိုပရမဆုံးတစ်ခုကို share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်။ ပထမဆုံးတစ်ခုကိုယူဖို့အတွက်ဆိုလို့ရှိရင် star 99 ha ကိုခေါ်လိုက်ပါကော်ပီသွားလို့ရှိရင်နံပါတ်1လေးကိုဝေးရမှာပဲဖြစ်ပါတယ်။တစ်လေးကိုရိုက်ထည့်လိုက်ပါ။ဆမ်လို့လိုက်ပါ။ 169ကျပ်နဲ့ register လောက်အောင်မှာဖြစ်ပါတယ်1ကိုနှိပ်လိုက်ပြီးတော့ sum ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီ package ကိုဝယ်ပြီးသွားပြီပဲဖြစ်ပါတယ်ဟောဒီ package ကိုဝယ်ပြီးသွားပြီဆိုတော့ねဒီလိုလေးဆွဲလိုက်ပါဆွဲလိုက်ပြီဆိုတော့ね package ဝယ်ထားတဲ့ဟာလေးကိုဒီမှာ sml လေးကြာလာပြီပေါ့เนาะအဲဆိုလို့ရှိရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်ပြီးတော့ဒီ claim ဆိုတဲ့ဟာလေးကို နှိပ်လိုက်ပါဒါဆိုရင်ကိုကဒီ point ကိုယူပြီးသွားပြီဖြစ်ပါတယ်ကိုကအဲ့လိုမျိုး point ကိုယူပြီးသွားပြီဆိုတာ ਨੇ အခုနောက်ကဝယ်လိုက်တဲ့ package လေးကိုပြန်ပြီးတော့ unsubscribe ပြန်လုပ်မှာပေါ့နော် unsubscribe ပြန်လုပ်မယ်ဆိုလို့ရှိရင် star 99 d ဟာပေါ့ ခုနလိုလေးလို့ခေါ်ပြီးလို့ရှိရင်ဒီမှာ7ကိုနှိပ်လိုက်ပါ subscribe ပြန်လုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့7လေးကိုထည့်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ခုနကို subscribe လုပ်လိုက်တဲ့ဟာ cancel ဖြစ်ပြီးရော not subscribed ပေါ့နော်ဖြစ်သွားပါတယ်။နောက်ထပ်တစ်ခုကိုထပ်ဝင်มาဖြစ်ပါတယ်။ဒီ daily package လေးကိုထပ်ပြီးတော့ဝင်มาပဲဖြစ်ပါတယ်။ဒီ package လေးကိုဝယ်ဖို့အတွက်ဆိုလို့ရှိရင် star နှစ်ကိုဟာကောသဝန်ကိုဝယ်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ဆိုတဲ့ဟာလေးကိုထည့်လိုက်ပါဆက်မလုပ်လိုက်ပါကွန်ဖရင့်တစ်ဆိုတဲ့ဟာလေးကိုထည့်ပြီးတော့ဆက်မလုပ်လိုက်ပါ ဒါဆိုရင်တော့ဒီ package လေးကိုဝယ်ပြီးသွားပြီဖြစ်ပါတယ်။အထောက်လေးကိုဆွဲကြည့်လိုက်ပါ။ Sorry ပါနော်အခုနောက်ဟာလေးကဒီ my review ကိုဝယ်တဲ့ဟာလေးဖြစ်နေပါတယ်။ my review ကိုဝယ်တာက star 5နှစ်9နဲ့ပါ။ claim ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ဒီ my review ကနေပြီးတော့ daily package ယူပြီးတော့ point နေရာကိုယူပြီးသွားပြီဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့အလဲကောင်းအားလေးကိုအလဲကောင်းအားလေးရဲ့ package တွေကိုဝယ်ပြီးတော့ point နေရာကို ယူမှာပဲဖြစ်ပါတယ်ဒုတိယတစ်ခုရဲ့ point ကိုယူဖို့အတွက်ဆိုလို့ရှိရင် star 6 3 2ဟန်ကောဒီမှာပေါ့နော် purple pom ဆိုတဲ့ဟာလေးကိုယူမှာပဲဖြစ်ပါတယ် ံပါတ်၁လေးကိုဝယ်လိုက်မှာဖြစ်ပါရဲ့နံပါတ်၁လေးပါ tip ဆိုတာလေးကိုထည့်ပြီးရော sum လုပ်လိုက်ပါပြီးတော့ confirm tip ကိုထည့်ပြီးရော sum လုပ်လိုက်ပါဒါဆိုရင်တော့ဝယ်ပြီးသွားပြီဖြစ်ပါတယ်ဖိုင်ဒီတဲ့ကိုပြန်သွားပြီးရောထအောင်လေးဆွဲကြည့်လိုက်ပါ ဒါဆိုရင်တော့ဒီအလကောင်းဟာလေးကိုလည်းဝယ်ပြီးတော့ပါပြီ။ clean ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ဒီ clean ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပြီးဆိုတော့အဲပြန်ပြီးတော့ပေါ့နော် unsubscribe လုပ်မှာပဲဖြစ်ပါတယ်။အခုနောက်က my review ရဲ့ဟာလေးကိုလည်းတစ်ခါတည်း unsubscribe လုပ်လိုက်ပါမယ်။ my review ကိုဝယ်တာကြတော့ star 5 2 9 5 go ခုနက my review ကို daily package ဝယ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အခုဟာ unsubscribe ပြန်လုပ်ပါမယ်။သုံးဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ Okay ဒါဆိုလို့ရှိရင် unsubscribe လုပ်ပြီးသွားပြီပေါ့နော်။နောက်တစ်ခုကအလေကောင်ကဝယ်ထားတဲ့ Bubble Pop ဆိုတဲ့ဟာလေးကို unsubscribe လုပ်ပါမယ်။ဒါဆိုရင် star 632ဟာကို ပြန်ခေါ်လိုက်ပါ။ဒီမှာ unsubscribe ကနံပါတ်5လေးပါ။ ဒီမှာပါဒါကြောင့်နှစ်ဘက်ငါးလေးကိုထည့်လိုက်ပါထည့်ပြီးဆက်မလုပ်လိုက်ပါဒါဆိုရင်တော့ unsubscribe လုပ်ပြီးသွားပြီဖြစ်ပါတယ်ဒီလှုပ်ရှင်အပြင်ကိုယ့်ရဲ့ဘီဒီယိုကိုမတိတိုက်ဖိနေမဖြတ်နေတော့ဘူးပေါ့နော်ကိုလည်းဒီမှာ point ကိုယူပြီးသွားပြီဖြစ်ပါတယ်ယူပြီးမှပဲဒီလိုမျိုးတွေကို m subscribe ပြန်လုပ်ပါ point မရပဲဖြစ်မှာဆိုလို့ပေါ့နော်ဒီဟာကြီးအကုန်လုံးကို package တွေ point တွေယူပြီးသွားပြီဖြစ်ပါတယ် ဒီတစ်ခုကတော့အရှိမပြပြပေးခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှိရဗီဒီယိုလေးကိုကြည့်လိုက်ပါဒါမှမဟုတ်ရှင်လည်းနောက်ထပ်ပေါ့နော်ဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်ဒါဆိုရင်တော့ဒီ April ပထမတစ်ချိန်အတွက် package point တွေကိုဘယ်လိုယူရမလဲဆိုတဲ့ဟာလေးကို share လုပ်ပြီးတော့လိုက်တာပဲဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေရှင်။ အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် KK Channel မှာတင်သမျှဗီဒီယိုများကိုသိရှိရန်အတွက်လည်း Like and Subscribe လုပ်ပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်